အခုတင်ဆက်ပေးမယ့်သတင်းကတော့မြေဆုံရေအားလျက်စစ်စီမံကိန်းဆက်လက်လှုပ်ဆောင်မှုအတွက်တရုတ် CPI ကုမ္ပဏီစီးပွားနယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ပြည်သူတွေကကန့်ကွက်မှုတွေရှိခဲ့တဲ့မြေဆုံရေအားလျက်စစ်စီမံကိန်းကိုနိုင်ငံတော်သမ္မတဦးသိန်းစိန်ကရက်ဆိုင်ထားတော့လဲအဆိုပါစီမံကိန်းကိုဦးသိန်းစိန်နောက်ဆက်လက်ဆက်ခံမဲ့သမ္မတအသည်လက်ထက်မှာဆက်လက်လှုပ်ဆောင်ရဲအဆိုပါစီမံကိန်းအားဦးဆောင်လုပ်ကိုင်နေတဲ့တရုတ် CPI ကုမ္ပဏီမှဒေသခံတွေကိုစီးပွားမှုများလှုပ်ဆောင်နေကြောင်းစီမံကိန်းကြောင့်ပြောင်းရွှေ့ခဲ့ရတဲ့ဒေသခံများ ွဲ့စည်းထားတဲ့ MRJ အဖွဲ့မှသိရပါဗျ။ MRJ အဖွဲ့မှတော်ကြားခေါင်ကဒေတာကန်တွေကို CPI ကုမ္ပဏီကလူတွေကွင်းစင်ပြီးဒီစီမံကိန်းဆက်လုပ်ဖို့ထောက်ခံပေးပါဆိုတာမျိုးတွေနဲ့စည်းရုံးနေတယ်လို့ဒေတာကန်တွေရဲ့လူမှုရေးစီးပွားရေးတွေကိုပါကူညီမယ်ဆိုတာမျိုးနဲ့လိုက်စည်းရုံးနေပါဗျ။ကျမတို့ကဒီစီမံကိန်းရက်နေပြီးဘာလို့စီယုံနေတာလဲမေးတော့ CPI ကုမ္ပဏီကလူတွေကဒီစီမံကိန်းကဥသိမ်းစိန်လက်ထက်မှာပဲရက်တာနောက်တက်လာမဲ့သမရလက်ထက်မှာပြန်လုပ်မယ်လို့ပြောပါတယ်လို့ပြောကြားခဲ့ပါတယ် နိုင်ငံတော်သမ္မတကြီးဟာမြစ်ဆုံစီမံကိန်းကို2021ခုနှစ်စက်တင်ဘာလရက်ကစတင်ပြီးရပ်ဆိုင်ခဲ့ပေမယ့်ဒေသခံတွေဟာစီမံကိန်းတွေကြောင့်တိမ်းယူခံခဲ့ရတဲ့ကျေးရွာနယ်လယ်မြေတွေကိုလက်ရှိကာလအထိပိုင်ဆိုင်မှုမရသေးတဲ့အပြင်ရွှေတူးဖော်ခြင်းနဲ့စီမံကိန်းများကြောင့်ဒေသခံတွေရဲ့ဥယျာဉ်ချမ်းမြေတွေဟာပျက်စီးမှုတွေလည်းရှိနေပါသေးတယ်။ ြစ်ဆုံစီမံကိန်းကိုရက်ဆိုင်နေဆိုပေမဲ့တရုတ်ကုမ္ပဏီ CPI ကမြစ်ဆုံဒေတာမှာထောက်ခါမှုမရှိခြင်းဒေတာကန်တွေကိုစီမံကိန်း area အတွင်းမှာသွာလာခွင့်ကတ်တန့်ခြင်းစတဲ့ဖြစ်ရပ်တွေကြုံတွေ့နေရတာကြောင့်ဒေတာကန်တွေဟာအဆိုပါရက်ဆိုင်ခြင်းကိုတန်လျာဖြစ်ပေါ်နေကြောင်းလဲ MRJ အဖွဲ့မှသိရပါဗျာ။ တရုတ်ကုမ္ပဏီ CPI အနေနဲ့မြစ်ဆုံရေအားလျှက်စစ်စီမံကိန်းကိုမြန်မာတနိုင်ငံလုံးရဲ့သဘောဆန္ဒအရနိုင်ငံတော်သမ္မတဦးသိန်းစိန်လက်ထက်မှာရက်ဆိုင်ခဲ့ပေမယ့်လက်လျှော့မှုမရှိဘဲလက်ရှိအာဏာရပါတီရဲ့အဓိကပြိုင်ဘက်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အားစီမံကိန်းဆက်လက်လှုပ်ဆောင်မှုချဉ်းကပ်မှုတွေပြုလုပ်ခဲ့တယ်လို့သိရပါပါတယ်ရှင်။ ားပွားရဲ့ဖြတ်တန်းလာတဲ့အချိန်တိုင်းမှာမိသားစုဆိုတဲ့အရာကြောင့်ပျော်ရွှင်ခြင်းနဲ့မှုတွေနဲ့ပြည့်ဝနေခဲ့တယ်လေဒါပေမဲ့ကျမအသက်ရရလာတာနဲ့အမျှနောက်မှကြံနေခဲ့မယ့်နေ့ကိုကြုံမြင်လာတယ်လို့ပဲအသက်ရရလာတာနဲ့အမျှအရိုးတွေအသိသေးစားယုံနေလာပြီးတွာလာလို့ရှားနိုင်စမ်းတွေရော့ကြလာလေးရှိတယ်ဒါတွေကိုရှောင်ရှားဖို့အတွက်တာမန်တို့တွေထက်ကယ်ဆီယမ်နဲ့စပုံမှုပါဝင်တဲ့အဲလင်းကိုနေ့စဉ်တောက်လိုက်ပါ၈၀၀ဂရမ်အပြင်၄၀၀ဂရမ်ထုတ်ပုံးပုံစံအသစ်နဲ့လည်းရရှိနိုင်ပါပြီ